modify ကို100%လုပ်ထားတဲ့ကားစီးလည်းဖြစ်တယ်။ပြီးတော့ဒီလိုကားမျိုးကိုရိုက်ခွင့်ရတဲ့အတွက်လည်းကျွန်တော်ကဝမ်းသာတယ်။ပြီးတော့အားလုံးကလည်းဒီကားရဲ့ degree ပေါ့နော် spec တွေအကုန်အချောင်းကိုတိတိကျကျလေးသိကြည့်မယ်လို့ထင်တယ်။ကားချစ်သူကားဝန္ဒနာရှင်တွေအားလုံးသဘောကျမဲ့ video လေးဖြစ်မယ်ဆိုတာကျွန်တော်100%အားမကန်တယ်။အဲ့တော့ဆုံးအောင်ကြည့်လိုက်အောင်။ရုပ်ထွက်ကကားစီးမှာအရင်အောင်အရေးပါပါတယ်။ရုပ်ထွက်ပိုင်းကပြောမယ်ဆိုဒီကား perfect ဖြစ်တယ်ဆိုတာထက်ကိုပိုတယ်ပြီးတော့ body kit နဲ့ပတ်သက်လို့ပြောမယ်ဆိုတော့ကျွန်တော်အကြိုက်ဆုံး body kit တစ်ခုဖြစ်ပါတယ်ကျွန်တော်က Savia S15 ကို body kit နဲ့ပတ်သက်ရင် သူကပြောမှာဆိုဒီကဘာလုံးက drip ချစ်သူတွေအကုန်လုံးကြိုက်နေတတ်တဲ့ကားကြီးဖြစ်တဲ့အတွက်ဒီကားရဲ့ body kit ပေါင်းများစွာထွက်ပါတယ်အဲ့ဒီထဲမှာမှဒီကောင်က Vader Ash လို့ခေါ်တယ် white body လည်းဖြစ်တယ် Vader အကူမှာသူက white body ဖြစ်တဲ့အတွက်ပုံမှန်အဲတမယိုကြကားဆင်တဲ့လူတွေပုံစံနဲ့တွားပြီးဆင်လို့မရဘူးသူရဲ့ body kit ကိုတက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကသူ့ရဲ့အလွိုင်းတွေဒီ camber angle အကုန်လုံးကိုကျွန်တော်တို့က fitting အခုလိုမျိုး quality ဖြစ်နေအောင်ဆင်ဖို့ဆိုတာတော်တော်လေးကို ခက်တယ်ပေါ့နော်ပြီးတော့ဒီကောင်က Vader Ash ဖြစ်တဲ့တူကဈေးအရန်ကြီးတယ်ဒေါ်လာ3000ကျော်လောက်ရှိတယ်အဲ့တော့ body kit ကြီးပဲ300ကျော်တန်နေအပြင်ဒီ body kit ကို installation လုပ်ခါ ड़ी ဈေးမုတ်ခါ ड़ी အကုန်လုံးကတော်တော်ဈေးကြီးပါတယ်သူ့ရဲ့ body kit ကအရန်ကိုဒီဈေးဖြစ်တဲ့တူကကဲအဲ့တော့ဒါရုပ်ထွက်ပိုင်းနဲ့ပတ်သက်ရင်သူ့ရဲ့ဘေးနားမှာ fender ဆက်ပြီးပြောမယ်ဆိုရင်အပြင်ကိုကျွန်တော်တို့ဒါလက်နှလုံးလောက်အပြင်ကိုဖောင်းထွက်လာတဲ့အဲ white fender ဖြစ်နေတယ်ပြီးတော့ shape body kit မှာလည်း ကန်နဒီဘာကြီးလည်းအစုံလင်ဖြစ်တယ်ပေါ့နော်ပြီးတော့ရှေ့မှာ eye lip လေးလည်းပါတယ်ဩ eye lip ဆိုမှသတိရလို့ပြောမယ်ဒီကောင်းကထဲထားတဲ့မိကွက်က78 warp လို့ခေါ်တယ်သူကတော်တော်မိုက်တယ်ရှေ့မိကွက်နောက်မိကွက်ဆိုလည်းသူကဈေးကမသေးဘူးပေါ့နော်ရှေ့မိကွက်ကို340ကျော်လောက်ရှိတယ်နောက်မိကွက်ဆိုလည်း340ကျော်လောက်ရှိတယ် smoke line နေပေါ့နော်သူကအထဲထဲကဒီ black smoke ဖြစ်သွားတယ်ပြီးတော့အထဲထဲကဒီ daylight လေးကလည်းအခုကျွန်တော်ဖွင့်ပြသလိုမျိုးမီးလေးသူက lane နဲ့ style လေးကလည်းတော်တော်ဆန်းတယ်မြန်မာနိုင်ငံမှာတော့ဒီမိကွက်ကကျွန်တော်သိတဲ့လောက်ကဒီတစ်လုံးပဲရှိတယ်ပြီးတော့ ရှေ့ရောက်တော့ပေါ့နော်ခေါင်းကအရှိကိုခြုံထွက်လာတဲ့ဒီဇိုင်းဘက်ကိုသွားတာဖြစ်တဲ့တော့ look ကတော်တော်အဲ drip ကဆန်နေပေါ့နော်ပြောမှသူရင် drip မောင်းမှုတော့ကျွန်တော်အနေနဲ့ဆိုတိတ်မောင်းရစရာမရှိတော့တဲ့ကားလို့တော့မြင်မိတယ်ဒါပေမဲ့ဒီကားကလုံးဝ drip set 100% okay ပြီးရင်ဒီဘက်ဘေးကိုဆက်ကြည့်မယ်ဆိုကျွန်တော်အများကြီးပြောသလိုပဲကားတစ်စီးမှာဒီကနေတော်လေးတွေကလည်းအေးပါတယ်ဒီကနေတော်ကလည်းဒါ modify ကနေတော်ဖြစ်တဲ့အတွက်အဲတိတိလေးပဲကြီးရတာခုနကပြောသလိုမြင်ငွေအကြီးမမြင်အောင်ဒါပေမဲ့ ကားနဲ့အရန်ကိုလိုက်ဖက်ကြည့်ရဲပေါ့နော်ဒီအပေါ်မှာလည်းဒီ body kit ကိုဝယ်ရင်ဒီအပေါ်ကတရားလေးတွေလည်းဒါတွဲရပါပါတယ်အကုန်ဒါလေးကတော့ GD win ဖြစ်ပါတယ် GD win ကတော့ဘာအတွက်သုံးတာလဲဆိုတော့ကျွန်တော်တို့ high speed တွေမောင်းတဲ့အခါမှာနောက်ဖင်ကိုသူကပို့ပြီးတော့ဒီညင်အောင်လဲပါတယ်ပြီးတော့ look ရုပ်ထွက်အရာလဲပါတယ်ပြီးတော့ GD win နေ့မှာကျွန်တော်တို့မျိုးစုံရှိတဲ့အခါမှာဒီကောင်ကကိုကူးချီလို့ခေါ်တယ်ဒီကောင်ကပြောမှမသိဘူး weight လဲပေါ်ပေါ်လေးပြီးတော့မာကြောင်းမှု အရင်ကောင်းတယ်အဲ့တော့ဒီကောင်းရဲ့ဒီဇိုင်းနဲ့ body kit နဲ့ဒီ GD ဝင်းနဲ့ကတော်တော် perfect ဖြစ်တယ်ဘေးမှလည်းဒီမှာစာသားအကုန်လုံးပါတယ်ပေါ့နော်ဒီမှာသူအသားစိတ်တွေပါတယ်အနောက်မီခွက်အနောက်မီခွက်နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်အနောက်မီခွက်ကလည်းခုနကရှင်းမှပြောသလိုပဲ sample walk ကိုတုံးထားတယ်ဒီမီခွက်ကရှင်းတဲ့နောက်က သူက spoke style နဲ့သွားတာဆိုရယ်အမဲနဲ့ပြအချို့ကျွန်တော်တို့မိခွက်တွေကိုသုံးရင်ဒီလိုအမဲဖြစ်ချင်ကျွန်တော်တို့က sticker ကြီးတွေကတ်ရတယ်ဗျဒီကောင်မဟုတ်ဘူး original အခုထုတ်ကလေးက modify မှာဟို smoke ပါပြီးသားဆိုတော့တော်တော်မိုက်တယ်အညာဘက်ဆိုရင်တော့ပိုလှမှာပေါ့ဗျအနောက်မှာဒီမှာ severe logo လေးကစတစ်ထွက်နေတာပဲပြီးတော့အဲ white body ဖြစ်တဲ့သူကအခုဒီအနောက်ကိုဒီနားမှာကြည့်လိုက်ရင်ကျွန်တော်တို့ပုံမှန် body fender ထက်အနောက်ကိုဒီမှာလက်အဲလက်မတစ်ခုစားလောက်ပေါ့နော်အပြုံထွက်လာတယ်ပေါ့နော်အဲ့ဒါလေးကလည်း ဒီတိုင်းလေးတွေကြည့်ရင်တော့မသိတာဘူးဗျာကျွန်တော်ခုပြောပြပေးမှအချို့ကလည်းတတိထားမိလိမ့်မယ်ဒါကြောင့်ကျွန်တော်ဒီကားလေးကိုအသေးစိတ်ရှင်းပြပြီးပြောပြပေးတာဖြစ်ပါတယ်နောက်တစ်ခုကဒီကအိဇောပေါ့နော်အိဇောဆိုရင်လည်းတော်တော်ကျန်းတယ်တော်တော်ကျန်းတယ်ဆိုတာဘယ်လိုရမလဲသူကတော်မိုင်းအောင်မှာတိုက်တင်နေတဲ့အိဇောကိုအစာဆုံးဆက်လိုက်ကိုဒေါင်းပိုက်တွေထိလဲထားတာဖြစ်တဲ့အတူအိဇောဆိုင်ကြီးရေးလဲမိုက်တယ်ပြီးရင်လည်းကျွန်တော်ဆက်လင်းနိုးပြမှာဖြစ်ပါတယ်โอเคဒါတော့ရုပ်ထွက်ပိုင်းနဲ့ပတ်သက်လို့ကျွန်တော်မြင်မိတဲ့အပိုင်းတွေကိုဒါအလုံးစုံခြုံငုံပြီးပြောပြပေးတာပေါ့နော်အဲ့တော့အခု ထပ်ပြီးသွားမှာက suspension မှာ okay ကြီးလိုက် suspension အကြောင်းကိုပြောမယ်ဆိုရင်တော့ဒီကဒါ drift ချင်းသူတွေတော်တော်များများလဲကြီးကျင်ကြမယ်အမေးများဆုံးဟိုမိန်းကလေးလဲဖြစ်တယ်ပေါ့နော် drift car တစ်စီးကဘလို့လှည့်ရတာအရန်လွှဲအောင်ဘလို့လှုပ်လဲတော်တော်များများအမေးကြရပြ drift car မှာ drift လှည့်ရလွှဲအောင်လှုပ်ဖို့က suspension မှန်ကန်ဖို့လိုပါတယ်မဟုတ်ဘဲနဲ့ suspension ကအမားယွင်းနေလှုပ်ထားမယ်ဆိုရင်ကားကလွှဲအောင်မသွားနိုင်မယ်နဲ့ကားသွားရင်တော့ကိုကလိုက်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုအန်ရလဲပုံများတယ် accident ဖြစ်ဖို့လည်းပိုပြီးများတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်အဲ့လိုမျိုးပြဿနာတွေအများကြီးကိုကြုံတွေ့ပြီးတော့အမှားမောင်းများစွာလုပ်ခဲ့တယ်ဒါပေမဲ့ဒီဘက်နောက်ပိုင်း generation တွေမှာကတော့ဒီလိုအမှားတွေနေလာတယ်ဆိုတာအကုန်လုံးကလည်းအဲရှေ့ရအမှားတွေကိုပြင်ဆင်ပြင်ဆင်ပြီးတော့ပိုပြီးကောင်းမွန်သောအဲဒီ knowledge တွေနဲ့ပို့ပြီးတော့ဟိုတိုးတက်လာတယ်ပေါ့ဗျာ okay လူရင်းတို့ရှင်းလေးနဲ့စလိုက်အောင်အခုဒါ fandom နဲ့ပတ်သက်လို့ပြောမယ်ဆိုရင်ဒီ queen ရတယ်စပြောမယ်နော်ဒီကောင်က အလွိုင်းက range ကနေ limited edition ထုတ်တာရယ်အလွိုင်းဖြစ်ပါတယ်ဒီ color အစား तू က limited edition color ဖြစ်တဲ့အတွက်တီးတန် order မှားတဲ့ color မျိုးဖြစ်တယ် offset ကလည်းရှေ့နောက်ကိုပုံမှန်ကျွန်တော်တို့မြန်မာနိုင်ငံမှာတက်တာ9 9ခွဲ9ခွဲ10ခွဲ9 10အဲ့လိုမျိုး site တွေကိုတုံးကြရတယ်ဒါပေမဲ့ဒီကတော့ဒါ10ခွဲပတ်လည် offset ဖြစ်ပါတယ်ဘာကြောင့်10ခွဲကိုတုံးရလဲဆိုရင်ဒါ16လက်မ range ဖြစ်တယ်265 35ကိုတုံးရတယ်ဒီကားထဲမှာ tire setup ကလည်းအရင်အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ တာယာကဒီနေရာမှာကျွန်တော်တို့က35မသုံးမဲနဲ့40 size အထူကိုသုံးမဲဆိုရင်ဒီ bane fender ရင်းနေရာတွားပြီးထိနေမယ်ပြီးတော့နောက်တစ်ခုကရှေ့တာယာပါနေကောင်းနေပဲ drip မှာကျွန်တော်တို့ corner တွေမှာ flick လုပ်လိုက်တဲ့အခါမှာ light ကုတ်ဖို့ကြတော့တာယာပါရင်ကျွန်တော်တို့ကပို့ပြီးတော့ smooth ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်265ဆိုတော့ရှေ့ဘက်ကလည်းဒါတိတ်တော့သေးရတယ်မှမပေါ့ဆယ်ခွဲခွေတစ်ခုကဒီ255တော့မဟုတ်265ကိုတော့လုံးဝလုံးဝမယ်အဲ့တို့ကလည်းဒီတ ਾਇ ယာကိုထည့်ရတယ်ဒါပေမဲ့ဒီတ ਾਇ ယာကိုထည့်တဲ့အခါမှာဘာပြဿနာရှိလဲဆိုတော့ကားရဲ့ပါဝါပေါ့နော် horse power နင်းနေမယ်ကိုက250လောက်ပဲထွက်တဲ့ကားဆိုရင်ဒီတ ਾਇ ရတွေကိုမတွန်းနိုင်ပါဘူးအဲ့တော့ပိုပြီးနင်းရတဲ့အခါမှာပိုပြီးအင်ဂျင်တက်တန်းပိုတူပါတူစီတယ်ပေါ့နော်အဲ့တော့တ ਾਇ ရအထူရထည့်မယ်ဆိုပါဝါလည်းလိုက်ပြီးတော့ပြင့်မှုတော့လူတယ်ဗျ traction ကောင်းလာပြီဆိုရင်ကိုယ့်ရဲ့ကားပါဝါကောင်းမှုလည်းလူတယ်အဲ့တော့ဒါ suspension နဲ့ပတ်သက်လို့စပြီးထပ်ပြောရမယ်ဆိုရင်နော်ဒီမှာထပ်ပြီးမြင်ရမှာ LS brake ကြီးဖြစ်တယ်ဒီ brake ကြီးက ပုံမှန်ပဲအမြင်နဲ့သိပါတယ် MS ဆိုတဲ့ဒီစိမ့်မြင်ဈေးကြီးတယ်တင်းရာကြုံတယ်ရာအောင်တော်မှပဲဒါဆိုရင်တော့ဒါတင်းတင်ရာကြောလောက်ပေးရတဲ့ MS ဖြစ်တယ်ဒါ share 4ပေါ့ဖြစ်တယ်ပေါ့နော်ပြောရတော့ drain နဲ့ဆက် LS ဖြစ်ပါတယ်ဒီ brake ကအရန်ကိုမိုက်တယ်သူကပူလေပူမိလေပုံစံမျိုး brake ဆိုတဲ့သဘောကပူဝိုင်းရင်ကျွန်တော်အင်ဇီကားရဲ့မှာသူ brake ပူလာပြီးသူ brake တွေကရှော့လာတယ်မမိတော့ဘူးဒီ brake ကပြောင်းပြန်ပူလေမိလေစပြီးအင်အားဆက်ထွက်ချိန်သူတိတ်မမိဘူး အဲ9မိနစ်လောက်မအောင်လို့ break တွေတော့ပြီးပြီဆိုတော့ပူလာလေးလေးပုံပြီးလေးကွင်းထဲမှာဆိုပုံမိုက်တယ်ဗျာအဲ့လိုထိဟိုအလုံးလုံးတွေကျမ်းနေပဲတကောအဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ဈေးလည်းကြီးတယ်အဲ LS break ဖြစ်ပါတယ် okay suspension နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်လည်းသူကကာစားမလို1 m ကိုတုံးထားတယ်ပြီးတော့ strap bar တွေကိုလည်းအရှိန်ထည့်ထားတယ်အရှိန်ထည့်တဲ့အတွက်ကျွန်တော်တို့ပုံမှန်ဂိုင်းတစ်ချောင်းကဒီလောက်လောက်ပေါ့နော် speed တစ်ခုရှိတဲ့အခါမှာကျွန်တော်တို့ကဂိုင်းကိုဒီလောက်လောက်ပမာဏကိုတုံးလိုက်တယ် modify ခိုင်းကိုတုံးလိုက်တဲ့အခါမှာကားရဲ့ဒီအလွိုင်းကအပြင်းအပိုးထွက်လာတယ်ပြီးတော့ ကံပါကိုလည်းကျွန်တော်တို့ကဒီလိုမျိုးပူအောင်စေတယ်ပေါ့နော်ပူအောင်လိုက်တဲ့အတွက်ကျတော့ဘာဖြစ်လဲဆိုတော့အကွေတွေမှာကော်နာတွေမှာပူကောင်းတယ်အဲဒီကားဆိုရင်90ဒီဂရီလောက်ထိကျိုးရဲ့ angle kick ကိုတုံးလာတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကားမှာ90ဒီဂရီကိုအပြည့်တုံးလို့မရပါဘူးဘာကြောင့်လဲဆိုတော့အထဲထဲမှာရှိတဲ့ body ကိုကျွန်တော်တို့မဖြတ်ရသေးဘူး original body ပဲရှိတယ်အဲကျွန်တော်ကားဆိုရင်တော့အထဲက body တစ်ခုလုံးလှီးထုတ်ထားတာဖြစ်တဲ့အတွက်ပြဿနာကဘာလဲဆိုတော့အားနဲ့ကြက်ကတဲတွေဖုံနေဝင်နိုင်တယ်ဒီကောင်ကတော့မဝင်အောင်သူကအထဲထဲမှာ engine gun ကို လုံးဝရေပောက်ကမချမမြင်အောင်အပေါက်တွေကိုပိတ်ပေးထားရတယ်ဗောနော်အဲ့တော့ဒီကားကတော့ angle ကိုအကုန်သုံးလို့မရဘူး။ तू ကလည်းဒီကားကကျွန်တော်တို့လိုကွင်းထဲထဲမောင်းမဲ့ကားမဟုတ်တဲ့အတွက်တော်တော်အဆင်ပြေတယ်။ပြီးတော့အဲ angle ကိအကြောင်းကိုပြောရမယ်ဆိုရင်အဓိကမပါမဖြစ်က caster ဗောနော်။ caster ကလည်းကျွန်တော် D1 ကိုသုံးထားပြီးတော့ तू ကဘာအလုံးလုံးလဲလို့မင်းကျွန်တော်တို့ကအဲ grip ဆုံးမယ်ဆိုတော့ flip လောက်လိုက်တဲ့အမှာကောင်တာကိုဆိုဆွဲပြေးလိုက်တဲ့အချိန်မှာကားဒီလိုလဲထွက်သွားတယ်။လဲထွက်သွားတဲ့အခါမှာ CR နဲ့ကျွန်တော်ကိုင်းမှာတော်တော်များများနဲ့တိလိုက်မယ်ဗျာ။ကားကြီးပေါင်းပေါင်းကားစင်းပေါင်းကျွန်တော် CRN auto return ပြန်တယ်ဆိုတာရှိရယ် return ပြန်တဲ့ speed ရောကိုလိုက်ဖမ်းရတဲ့ဟာကအဲ့ modified cluster ကြီးလဲတာအရန်လွယ်တယ်အဲကျွန်တော်ရဲ့ drift video အချို့မှလည်းမြင်မလားလိမ့်မယ်ကျွန်တော်မောင်းတာအရန်အဲ့လို smooth ဖြစ်လွယ်နေရယ်ဆိုတာအဲ့ဒီပစ္စည်းတွေလဲတာလို့ဗျတော်တော်များများကြတော့အဲ့လိုပစ္စည်းတွေကိုမလဲတာပဲနေအဲတုံးမယ်ဆိုရင်ကြတော့ဘာပြန်ဖြစ်လဲဆိုတော့မောင်းလို့မရဘူးပေါ့ရတယ်မှန်တယ်မြို့ရများကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုနည်းနည်းပဲတုံးပြီးတော့ကားရဲ့စွမ်းဆောင်ရည်ကိုမြင်များတုံးလိုက်တဲ့သဘောဘက်ကိုလည်းသွားတာပါတယ်မဟုတ်ဘဲနဲ့ကြတော့ကျွန်တော်တို့ကလူဟာပဲတရားရဂိုင်းတုံးကြီးအားဆိုင်ထုံးနေရမယ်ဆိုရင်မောင်းလို့မရဘူးတော့မဟုတ်ဘူးရတယ်လူရမ်းပင်မဲ့နေဗျာအဲ့တော့ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့လူကိုတက်တာလာအောင်ဒီလိုပစ္စည်းတွေ modify ပတ်တွေကိုအများကြီးလိုက်ထည့်ပြီးတော့ကျွန်တော်တို့ကလူတက်တာမှုကိုသွားတာပေါ့နော်အဲ့တော့ဒီစပတ်တွေကလည်း ထိုင်နိုင်နေကောင်းနေပဲဗျာအဲ့ဒါအောင်မှမျိုးစုံပေါ့နော်ဘတ်ဂျက်နဲ့သုံးတာလည်းရှိတယ်ဘရန်ဒ်နဲ့သုံးတာလည်းရှိတယ်ဒါကတော့ကိုတက်နိုင်တာနဲ့ကိုကြိုက်တယ်လို့သုံးမှာအဲပြောချင်တာကတော့ဒီဟာနဲ့ပတ်သက်တဲ့ဟာပေါ့နော်ပြီးွားရင်နောက်တစ်ခုကဒီကအန်ဂယ်နဲ့ပတ်သက်လို့အပိုင်းပြီးွားရင်လည်းဒီကျွန်တော်တို့အနေနဲ့ e-brake line ပေါ့နော် e-brake line ကြောင့်လည်းထည့်ပြီးပြောရမယ်အတော်တော်များများမေးကြတယ်ဒီမှာကျွန်တော်ပုံမှန်ကားကြီးဆိုရင် hand brake သုံးတဲ့လူရှိတယ် e-brake သုံးတဲ့လူရှိတယ် bar brake ပဲသုံးသုံးမှာ hand brake လည်းသူကနေသူအဲဒီ hand brake ထဲက brake shoe ကောင်းတယ်ဆိုရင်မိတယ်သူ brake shoe ကိုလည်းတော်တော်တင်းရမယ်ပေါ့နော်ပုံမှန်ကားတွေထပ်ပို့ပြီးတော့အဲ့ဒါမှကျွန်တော်တို့က တော့လိုက်တဲ့အချိန်မှာကားလိုရုပ်ရည်လဲထွက်သွားမှာပေါ့ဒါပေမဲ့ဒီကားမှာထူးခြားရလေးရှိတယ်။ तू က Wellwood brand ကိုသုံးထားတယ်အနောက်ကဒီဟို e-brake clipper လေးဆိုရင်လည်းအမိကျဲနေပေါ့နော်။ तू ကတော့ထိုံလေးနဲ့အလုတ်တန်းလောက်တာဖြစ်တဲ့အတွက် तू ကတော့ modify ဖြစ်တယ်အနောက်ကအာကျွန်တော် sea pressure ဆိုလဲပို့ပြီး original ဒီ company ကထုတ်ပေးတဲ့ဟာတဲ့အစာပေါင်းများစွာပို့ပြီး pressure တောင်းနေပေါ့နော်ပို့လဲဟိုဟာအလုံးလုံးလုံးဆောင်ညံ့ညံ့နေပြာကျွန်တော်ဒီမှာထိလိုက်တာနဲ့ तू ကလဲပြီးနေပြီတမ်းပြီးအချို့ဟာဆိုနည်းနည်းလေး delay ရှိတယ်ပေါ့နော်အဲ့ဒါလေးတွေလည်း မပါတော့ဘူးပေါ့နော်အဲ့တော့ဒါကတော့ suspension နဲ့ပတ်သက်လို့အပိုင်းအောင်လေတော်တော်များများသိကြင်ကြမယ်ထင်လို့ကာဇာမား၄ D1 နေအကုန်ပေါ့နော် full spec ဆင်ထားတဲ့ suspension ဖြစ်တယ်ပြီးတော့နောက်တစ်ခုကမပြောမဖြစ်ပြောမယ် suspension နောက်တစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ quiet ပါပါအဲ့ကောင်ကလည်းကျွန်တော်တို့တိန်းရဲ့ flat set ကိုတုံးထားတယ်ဒါပေမဲ့အဲတင်းရဲ့ flat set ကကျွန်တော်အမြဲတမ်းပြောသလိုပဲ confirm ဖြစ်တဲ့ဘက်ကိုတော့သွားတယ်ဒါပေမဲ့ဒီကားကိုဒီထက်ပိုပြီး queen နဲ့မှလာသုံးမဲ့ကားဆိုရင်တင်း flat set ထက်စာရင်အခြား mono တွေကိုသုံးရင်တော့ပိုပြီးတော့ trap နဲ့ပူဆန်လိုက်မယ်ဒါပေမဲ့ဒီကား trap ထဲမှာသုံးမဲ့ကားမဟုတ်တဲ့အတွက် tail flasher နဲ့လည်း okay တယ်ကျွန်တော်ကွင်းထဲမှာသုံးနေတဲ့ကားတွေကတော့ဒီထက်မာတဲ့ look ကိုသုံးရင်ပို့ပြီးတော့မောင်းရတာ smooth ပို့ဖြစ်တယ် look မကောင်းရင်လည်းကားမောင်း drift လုပ်ဖို့အရန်ကိုဟိုတိုင်ပတ်ခဲ့တဲ့အချိန်တွေကြုံခဲ့ဘူးတယ်ကျွန်တော်အဲပြုံးလို့ရင်ကွင်းထဲမှာတော့မောင်းခဲ့တော့ဆို look တလုံးပေါက်သွားတာနဲ့လုံးဝကားရဗျာမောင်းရတာအရန်ခက်နေအဲ့ဒီကဆိုအားမလို့အားမရရလည်းဖြစ်တယ်မောင်းရတာ ဟိုပုံမှန်လွယ်နေတဲ့ဟာကြီးတွေကအရန်ကိုမောင်းကခတ်သွားတယ်။ဥမာဒီဘက်ကိုလည်နေတဲ့ပုံစံမောင်းလို့ရတယ်။ဒီဘက်ပြန်ပြစ်မယ်ဆိုရင်ကားကြီးကမပါတော့ဘူးပေါ့နော်။အဲ့လိုမျိုးပုံစံတွေပါအများကြီးကြုံရတယ်။ဒါကတော့ကျွန်တော်ရဲ့ experience ကို sharing လုပ်ပေးတာဖြစ်ပါတယ်။ကဲအဲ့ဒါကဒါကတော့ suspension နဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်။အခုကျွန်တော် ကားအုံနာကိုကျွန်တော်ခဏနေခေါ်လိုက်မယ်ပြီးရင်ဒီကားရဲ့အင်ဂျင်ကန်းပေါ့နော်ဒီကားရဲ့အင်ဂျင်ကန်းထဲမှာတိန်းထောင်ကျော်ထည့်ထားရဗျာတိန်းထောင်ကျော်ဆိုတော့တောင်တောင်လူထည့်ဖို့တော့မလွယ်ဘူးအဲငွေကြီးတက်နိုင်တာတပိုင်းဒါပေမဲ့ငွေကြီးတက်နိုင်အောင်လည်းမပြီးဘူးဒီကားကိုလည်းတော်တော်ချစ်ရမယ်ဒီကားပေါ်လည်းတော်တော် serious ဝါသနာကြီးရမယ်ပေါ့နော်အဲ့တော့ဒီအပိုင်းကလည်းအရန်ကောင်းလာမှာဖြစ်တဲ့အတွက်အခုကျွန်တော်နန်းခေါ်လိုက်ပါမယ်ကြည့်လိုက်အောင် What's up, writer?